နောင်နာကလာမဲ့အနာကမှာအချိန်မီပုံနိုင်တယ်ဟုတ်လားဒီအလုပ်လေးမကောင်းတဲ့အလုပ်လေးကိုလုပ်ပြီးတော့လုပ်ပြီးပြီးချင်းလဲနောင်နာရနိုင်တယ်တချို့ကျတော့လုပ်ပြီးပြီးချင်းမရဘူးတရက်နှစ်ရက်နေမှပြန်တွေးမိမှရတယ်တချို့လာနေချီတချို့နှစ်နဲ့ချီတယ်တချို့ဒီကံဤကြမှာအမှတ်ရပြီးတော့နောင်နာရတယ်တချို့ကျတော့လေဟိုနောက်ဘဝကျမှနောင်နာရရလည်းရှိတယ်ကြားဘူးလားဒူသနာတော်ဆိုတာကြားဘူးလားဘယ်တဲကနေသူတို့ဩနေတာတော့ငရဲဦးတွေကနေဩနေတာ ဲ့ဒီဒုတနာတော်ရဲ့အဓိပ္ပာယ်အကျေကအာကောင်းတာကိုလုတ်ခွန့်လုတ်ခွန့်ရှိတုန်းကကောင်းတာမလုတ်ခဲ့မိဘူးမိုက်မိုက်မဲမဲနေခဲ့တာအခုမိုက်မဲတာတွေကိုရှောင်လို့လည်းမရဘူးဒီအပြစ်ကြီးကဘယ်တော့မှလွတ်မှာလဲတကယ်လို့များလူဘဝပြန်ရောက်ရင်ဒါမျိုးတွေမလုတ်တော့ပါဘူးလို့နောင်တာတရားနဲ့ဘာလုတ်နေတာလဲဆိုတော့ငရဲပြည်ကနေဖြောင်းချက်လှမ်းပေးနေတာသူတို့ဘာတွေလုတ်ခဲ့ပါလဲအဲ့ဒါမျိုးနောက်မလုတ်တော့ပါဘူးတော်တော်မှားတာပဲလို့သူတို့ကြတော့ဘယ်ကြမှာနောင်တာရလဲ အဲဒီရောက်မှနောင်တရတာလှုပ်တုံးကတော့ပျော်ပျော်ရွှင်ရွှင်ပဲတတိသားလေးယောက်ဘွားနဲ့လှုပ်သွားတာလေဟုတ်လားဒါကြောင့်နောင်တကလည်းအနာဂတ်မှာရပုံရတဲ့အချိန်ချင်းတူနိုင်သလားမတူနိုင်ဘူးဟုတ်လားတခါတလေဆိုရင်ဒီနေ့လှုပ်တယ်ဒီနေ့ပဲရတယ်နောင်တအဲ့ဒါကတော်တော်လေးဉာဏ်ရှိတဲ့တတိရှိတဲ့လူတွေမှာဖြစ်တတ်တဲ့နောင်တပေါ့နော်ကြောင်မိမအသေးလေးတွေရှိတယ်လုံမိမအသေးလေးတွေရှိတယ်ငါဒီလိုမလုပ်လိုက်ရင်ကောင်းပါပဲဒီလိုမပြောမိရင်ကောင်းပါပဲလို့ အကြီးကြီးထိခိုက်နစ်နာသွားတာမျိုးတော့မရှိဘူးပေါ့ဟုတ်လားအကြီးကြီးထိခိုက်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အသေးလေးကလည်းအသေးလေးနဲ့တန်သည့်အားလို့ဆိုတာနှလုံးသားကိုဆုပ်ချေတာပဲဗျဟင်တစုံတယောက်ကိုမာနနဲ့ဒေါသနဲ့ထိထိခိုက်ခိုက်ပြောလိုက်မိတယ်အဲ့ဒီလူကလည်းသူ့မှာတတော်ကိုထိခိုက်သွားတယ်စိတ်ပြတ်သွားတယ်ခံစားရသွားတယ်ဆိုရင်ကိုကအဲ့ဒီဒေါသလေးပြေသွားပြီမာနလေးပြေသွားပြီဆိုဟောငါဘာလို့မြန်ပြောလိုက်မိပါလဲမပြောလိုက်မိရင်အကောင်းစားအဲ့ဒါပါလေနောင်တာ နောင်တာရတာနော် အေးအဲ့လိုစောစောစီးစီးရလို့ရှိရင်တော့မဆိုးဘူးပေါ့ဗျာနောက်ဒါမျိုးငါမပြောဘူးဆိုတဲ့အတွေ့အကြုံပေါ်နိုင်တယ်ဟုတ်လားတချို့နောင်တတွေကြတော့နှောင်းမှရတာတေဂာနီးမှရတဲ့နောင်တတွေရှိနောက်ဘဝမကောင်းတဲ့နေရာကျမှရတဲ့နောင်တတွေရှိနော်တော်တော်ကြောက်စရာကောင်းတဲ့နောင်တတွေပေါ့ဟုတ်လားအဲ့ဒီတော့နောင်တတွေနဲ့ပတ်သက်ပြီးတော့ပြုမိမှပြောမိမှားတယ်ဦးဇင်းတို့အရေးကြီးတာလေးတွေကြီးရွေးပြီးတော့ပြောခြင်းနော်တန်းပြီးတော့ပဲဖြတ်ပြီးတော့ပဲပြောလိုက်မယ်ဗျာ အမေအဖေနဲ့ပတ်သက်ပြီးတော့နောင်တမရကြပါစေနဲ့ဟုတ်လားဒါအရေးကြီးတာကိုအရင်ပြောလိုက်တယ်နော်အမေအဖေရှိကြသေးတယ်အမေအဖေနဲ့ပတ်သက်ပြီးတော့နောင်တမရကြပါစေနဲ့နော်ပြုမိမှပြောမိမှတွေကြောင့်ပူလောင်ရတယ်ဗျကိုကဒါဟာကြီးသူအကြီးဆုံးမြစ်တာအကြီးဆုံးလို့နားလေတယ်သိတယ်ဟောဒေါသအလျောက်မခံကျင်သိအလျောက်ကိုယ့်ရဲ့မကျေနပ်မှုအလျောက် ပြောတော့ပြောလိုက်တာပဲပြောလည်းပြီးရောဆင်းရဲတော့တာပဲဟုတ်လား ဒါကကိုကအသိဉာဏ်လေးရှိလို့တချို့အသိဉာဏ်မရှိတဲ့အင်မတန်မိုင်မဲတဲ့ပုံကိုယ်တွေကြတော့ကိုရီးလက်ရောက်တောင်မိဘရဲ့အပေါ်မှာနောင်တရတဲ့အကြောင်းတွေကိုလှုပ်တဲ့တယ်